ခုနှစ်ရသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။မြမရိုးရပေးရင်ချင်းနေမှကြိုးဆိုပါရစေ။ဒီနေ့မှာတော့တနင်္ဂနွေသားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရပေရင်မှဟောကြားထားသော1380ခုနှစ်အတွက်တနစ်စာဟောစတန်းကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။ အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြစ်တာဆိုသလိုစခရိုက်လေးနေပေးခဲ့ဖို့တောင်းဆိုပေးရစေအစ်စ်တင်တိုင်းတရအောင်လဲဘေးနာကခေါင်းလောင်းလေးကိုနှိတ်ထားဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွက်တနစ်စာဟော့စတန်ကံဤသဘောယခုနှစ်1389ခုနှစ်မှာတော့တနင်္ဂနွေသားသမီးများအနေဖြင့်ကောစာကံရဲ့ဘင်းကအိမ်မှာရောက်ရှိနေတာဖြစ်ပါတယ်တနည်းအားဖြင့် ပြက်စည်းနေရလို့ဆိုလိုလဲရပါတယ်။ဒါကြောင့်ယခုနှစ်မှာတနင်္ဂနွေသားသမီးအများအားဖြင့်အကျန်းဖြင်းပြောရရင်ကံနေများတက်သလိုကံတရားမျက်နှာသာပေးမှုအားနည်းတက်သည့်နှစ်လို့ဆိုရပါမည်။ဥပမာအားဖြင့်မိမိအရေးချင်းမပါဘဲတက်တောင်းတက်တာနဲ့အလွယ်တကူအောင်မြင်သွားတာမျိုးကံတရားဖေးမမှုကြောင့်လုံဆောင်သည်မှန်ကန်တာမျိုးဘလို့ပဲလုံးလုံးလုံးသည်မှန်ကန်ပြီးလမ်းကြောင်းတဲ့နေတာမျိုးမဟုတ်ပဲမိမိရဲ့စူးစမ်းမှုအပင်ပန်းခံမှု ညံနဲ့သုံးသက်အထောက်ကူမြဲပြုပေးမှအစဉ်ပြေအောင်မြင်နိုင်တာမျိုးဖြစ်တတ်သည်ဟုဆိုရမည်။သို့ပေမဲ့လည်းမိမိတို့နာမည်အသက်ပိုင်းခြားဖွာစာရာအရာလဲကံစာရာကြွားချမှုများရှိနိုင်ပြီးကံညာဝိရိယအသုံးချမှုကနေအကျိုးဖြစ်ထွန်းမှုတွေမှာလည်းအနေများကြွားချပါဦးမည်။ ဟောစရမ်းမှာအညံ့များခြင်းကောင်းခြင်းကိုစိတ်ထဲမထားပဲမိမိတို့လှုပ်ဆောင်ချက်နဲ့ရှောက်လန်းမဲ့တနစ်တာရဲ့ကံအခြေအနေတွေကိုမန်းဆချိန်ဆပြီးအဆိုးအညံ့များမဖြစ်စေဘဲဖြစ်ကြော်နိုင်ဖို့ရာရည်ရွယ်၍ဟောပြောပေးခြင်းဖြစ်ပါသည် ယခုနှစ်တနင်္ဂနွေသားသမီးများအနေဖြင့်လက်ရှိအခြေအနေအနေထားများကနေအပြောင်းလဲတွေများစွာဖြစ်လာနိုင်ပါသည်။ကောင်းခြင်းဘက်ကိုပဲဖြစ်ဖြစ်ဆိုးခြင်းဘက်ကိုပဲဖြစ်ဖြစ်အပြောင်းလဲအတက်အကျမြန်တက်ပါသည်။ဒီလိုအခြေအနေမျိုးတွေမှာမိမိတို့အသိဉာဏ်ပညာကို အသုံးချ၍နေထိုင်လုပ်ကိုင်သွားတတ်ကြမယ်ဆိုရင်ကောင်းသောရည်ရွယ်ချက်များလှုပ်ဆောင်ချက်များအောင်မြင်နိုင်သည်ဟုဆိုရမည်။ယခုနှစ်ဟာကံတရားထက်မိမိတို့ဉာဏ်ဝိရိယကိုအားကိုးအားထားပြုရမည်နှစ်ဖြစ်သည်။ အဘဲကြောင့်ဆိုတော့အခွင့်လန်းခွင့်ရေးတိုင်းဟာကောင်းတာလည်းရှိသလိုမကောင်းတဲ့လမ်းဘက်တွန်းပို့စေတဲ့ကံမျိုးလည်းရှိတတ်တာကြောင့်ကံတွေအပေါ်တာယာစည်းမျောမသွားပဲအမြဲတမ်းညံနဲ့တွဲထားသုံးသက်ရမယ်နှမျိုးဖြစ်ပါသည်စိတ်ကူးရင်နာမျိုးတွေကာလရှည်ကြပလန်ချကြံစည်တာမျိုးတွေကလက်ရှိနှစ်မှာတိတ်တော့အသုံးမတည်လာပါအချိန်အခါတစ်ခုရောက်သည့်အခါမိမိထင်ထားသလိုပုံစံအနေထားမျိုးမဖြစ်တာမျိုးတွေကြုံရနိုင်တာကြောင့်ပါ ဒါကြောင့်ယခုနှစ်ဟာလက်တွေ့ကြကြနဲ့ဖြစ်တည်မှုအနေအထားအတိုင်းကိုညံဖြင့်သုံးသပ်၍လိုက်ပါလှုံ့ဆော်ခြင်းကပို၍အကျိုးရှိနိုင်ပါသည်ဟု အကြံပြုပါသည် လူမှုရေးယခုနှစ်တနင်္ဂနွေသားသမီးအများစုက ကိုအားကိုကိုရတာများပါလိမ့်မယ်ကိုထူးကိုချုံရတာကိုချေထောက်ပေါ်ကိုရက်တီရတဲ့အချိန်တွေများပါလိမ့်မယ်မိမိကကူညီပေးထားတဲ့သူများကတော့မိမိအလှဲ့ကြရင်အကူအညီပြန်မရကြတာများပါလိမ့်မယ်ဒီလိုမျိုးတွေကဒီနှစ်မှာပိုကြုံတက်တာဆိုတော့ရှောင်ကျင်ရင်ကြိုးရှောင်ထားနိုင်ပါတယ် ခီးသွွာလာရခြင်းနေရာပြောင်းရွှေ့ဖြစ်ခြင်းဒီနှစ်မှာမကြာခဏကြုံရမည်ထို့သို့ကြုံရသည့်အခါအနောက်တောင်အရက်ဘက်သို့ပြောင်းရွှေ့ခြင်းညာအိမ်ညစ်နေခီးထွက်ခြင်းများရှောင်ကျင်ရမည်ဒီနှစ်ကတနင်္ဂနွေသားသမီးတွေအတွက်နေရာကညံ့နေတဲ့နှစ်ဆိုတာသိစေချင်ပါတယ်နေရာကညံ့နေတော့အပြောင်းရွှေ့တွေမှာသတိထားရမယ်ပြောင်းရွှေ့လိုက်သည့်နေရာမျိုးတွေမှာအဆင်မပြေတာမပျော်တာမျိုးတွေကြုံရနိုင်သည် ဒါမှမဟုတ်မိမိလက်ရှိနေရာမှာမပြောရာမျိုးတွေလည်းကြုံတက်ပါတယ်။ဒါကြောင့်ယခုနှစ်ဟာနေရာထိုင်ခင်းကိစ္စအပြောင်းရွှေ့ကိစ္စများနဲ့နေရာနဲ့ပတ်သက်တဲ့ကိစ္စများမှာသတိပြု၍လှုပ်ဆောင်သင့်သလိုမြေနေရာကိစ္စများလည်းယခုနှစ်ဝယ်ရန်မသင့်သေးပါအကယ်၍ဝယ်မိပါက အကျိုးမဖြစ်သလိုမြေမတန့်တာမျိုးတွေပါလာတတ်ပါသည်။ ယခုနှစ်ဟာတနင်္ဂနွေသားသမီးများမိမိတို့ဝင်းကျင်မှာရှိသော သူများနဲ့တဟဇာတာမဖြစ်တာမျိုးရှိမီနေရတာမပြောတာတွေအိမ်နီးနားချင်းများနဲ့အစင်မပြေတာတွေခီးသွားခြင်းထွက်ချင်စိတ်တွေမကြာခဏဖြစ်တတ်သည်တခါတရံစိတ်ရှုပ်စိတ်မပျော်မှုတွေကြောင့်စိတ်ဖိစီးမှုများခြင်းညာအိတ်မပျော်ခြင်းမကောင်းသောအိမ်မက်များမြင်မက်ခြင်းစသည်များကြုံရတတ်သည် ဒါကြောင့်ဒီနှစ်ဟာစိတ်ရှုပ်အောင်မနေနဲ့ပျော်ပျော်သာနေစိတ်ပျော်လေးကံကောင်းလေးပါစိတ်ဖြစ်စည်းမှုများမဖြစ်အောင်စိတ်ပျော်ရွှင်အောင်နေထိုင်သင့်ပါသည်ရွှေရေပစ္စည်းများအိမ်မွေးတရိစံများအဝင်မတင့်သေးပါစက်ပစ္စည်းများနှင့်အစားအစာများဝယ်ယူရန်တင့်သောကောင်းသောနှစ်ဖြစ်သည်ယခုနှစ်ဟာတနင်္ဂနွေသားသမီးများမှာအာသာချက်အနေနဲ့စံကောင်းပါမီကျန်တဲ့အာသာချက်တွေလည်းအောက်ပါကဏ္ဍတွေမှာထည့်ရေးထားပါတယ် စစ်သူခင်သူများရဝေးမှရတတ်ပါသည်ဒီနေရာမှာတခုပြောเสียရှိတာကယခုနှစ်တနင်္လာသားသမီးတွေဟာနင်းနေရင်သာအဆင်မပြေဖြစ်တတ်တာ၎င်းတို့နဲ့ဝေးနေရင်တော့အတော်ကိုအဆင်ပြေသိမြတ်တဲ့နှစ်မျိုးဖြစ်ပါတယ်စီးပွားရေးယခုနှစ်တနင်္ဂနွေသားသမီးများရဲ့စီးပွားလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းတက်များစတင်ရခြင်း၊လမ်းတက်ဖောက်လုပ်ရခြင်းများရှိတတ်သည့်ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းသူများအနေဖြင့်ကိုယ်ငွေကြေးနှင့်တနိုင်တစ်ပိုင်သာလှုပ်တင်ပါသည် ချစ်လို့ခင်လို့လုပ်ငန်းများမှာယင်းဤပေးခြင်းထောက်ပံ့ကူညီခြင်းများခံရနိုင်သည်။နောင်ကစားလုပ်ငန်းများအယောင်းဝယ်လုပ်ငန်းများငွေကြေးချေးငှားလုပ်ကိုင်မှုများဂတိကဝတ်နှင့်အာမခံကိစ္စများမှာမစွန်စားမလုပ်ကိုင်တင်သောနှစ်ဖြစ်သည်။ယခုနှစ်ကာလမှာလုပ်ငန်းအပြောင်းအလဲအလုပ်နေရာအပြောင်းအလဲဖြစ်နိုင်သည့်အလုပ်ကိစ္စအလုပ်နေရာများတွင်နှုတ်ဝယ်စီဆောင်ထင်းသင့်သလိုမလိုအပ်သောကြွားဝါမှု စကားပေါ်တွေကြောင့်လည်းပြဿနာရှိနိုင်ပါသည်။ လုပ်ငန်းများတွင်ငွေပေးငွေယူကိစ္စများသတိပြုလုပ်ကင်ပါယခုနှစ်တနင်္ဂနွေသားသမီးများရဲ့စီးပွားကဏ္ဍမှာတော့ကျန်းမာခြင်းနဲ့လည်းသက်ဆိုင်မှုရှိနေသေးသည်စီးပွားလုပ်ငန်းများမှာ အချိန်ကုန်ဖိလုပ်ခြင်းကနေကျန်းမာအရေးညံ့များပူတွဲပါလာနိုင်တာကြောင့်စီးပွားလဲလို့မိမိကျန်းမာရေးကိုလည်းဂရုစိုက်ရပေမည်လုပ်ငန်းခွင်အတွင်အထက်လူကြီးအကြီးအကဲများနဲ့ အတိုက်ခံဖြစ်လွယ်သည့်ထို့အတူပါပဲလုပ်ငန်းခွင်အတွင်းလို့ပေါ်ကိုင်းဖက်တချို့နဲ့လည်းအစင်မပြေမှုလေးတွေရန်ဖန်ရန်ခါကြုံရတတ်ပါသည် လုပ်ငန်းတက်စတင်သူများအနေဖြင့်ယခုနှစ်ထက်ရှေ့လာမယ့်နှစ်ကပိုမိုကောင်းမွန်နိုင်ပါသည်ယခုနှစ်ကကံအနေအနေငယ်ပါနေတာကြောင့်စိတ်ပင်ပန်းမှုများခြင်းစိတ်နှစ်ခွဖြစ်ခြင်းစိတ်တွေးဟတွေကြောင့်ဟိုလိုလိုဒီလိုလိုမရေမရာအခြေအနေမျိုးတွေကြုံရနိုင်သည် ယခုနှစ်တနင်္ဂနွေသားသမီးများအနေဖြင့်အကျိုးပေးတန်သောလုပ်ငန်းများမှာအမှုပညာလုပ်ငန်းများ၊တက်လုပ်ငန်း၊တန်ထည်လုပ်ငန်း၊တက်သီးဝလံလုပ်ငန်း၊ဝန်ထမ်းလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊စားတောက်ကုန်လုပ်ငန်း၊လူမျိုးချားရုံးနှင့်ဆက်ဆက်သောလုပ်ငန်းများ ကုန်ပစ္စည်းတူလောင်ရသော လုပ်ငန်းများဆန်စပါးစသည်များအကျိုးပေးပါလိမ့်မည်အရှိရက်များနှင့်အရှိတောင်ရက်များတွင်အကျိုးစည်းပွားရှာဖွေလုပ်ကိုင်တင်ပြီး အင်္ဂါသားသမီးတောက်ကြသားသမီးများနှင့်စည်းပွားလက်တွဲလုပ်ကိုင်ရန်ကောင်းမွန်သောနှစ်ဖြစ်သည်ဒီနေရာမှာတခုပြောချင်တာကတော့မိမိတူကြီးရဲ့ဇာတာနဲ့လည်းစစ်ဆေးပြီးရွေးချယ်ပြုလုပ်မယ်ဆိုရင်တော့ပို၍ကောင်းမွန်မှာဖြစ်ပါသည်မိသားစုရဲ့ယခုနှစ်ကာလမှာအကြီးအကဲအုပ်ချုပ်သူများကြောင့် စိတ်ကျဉ်ကျဲ့ရတတ်သောကာလဖြစ်သည့်ဖခင်ရှိသူတွေက ဖခင်နဲ့မိမိကြားအတိုက်ခံကိစ္စလေးများပေါ်လာနိုင်သည်မိခင်နဲ့ပတ်သက်ပြီးအထောက်အကူဖြစ်မည်စိတ်ညစ်စေနိုင်သောအကြောင်းအရာများကိုသိပြီးမတွေးပါနဲ့နေအိမ်မှာတနင်္ဂနွေသားသမီးဗုဒ္ဓဟူးသားသမီးများနေရင်တော့တေချာပေါက်ယခုနှစ်အိမ်တွင်းရေးပြဿနာဖြစ်ခြင်း ိန္ဒူအိန္ဒာတူဦးနေအိမ်ကဆင်းသွားခြင်းဖြစ်တတ်သည်ကျန်းဒီနယ်များရှိနေရင်တော့မိသားစုရေးပြဿနာများနှဲပါနိုင်ပါသည်နေအိမ်ကိုအနှွေးထည့်ဥထုပ်မျက်မှန်လက်နက်ပစ္စည်းလောင်စာစသည့်အရာများအဝင်မသင့်မှာအထူးသဖြင့်လက်ဆောင်ပေးခြင်းမိကြံခြင်းမျိုးကြောင့်ရှိနေမယ်ကျန်နေမယ်ဆိုရင်စွန့်ပစ်တာပြန်ပေးတာမျိုးပြုလုပ်သင့်ပါသည် ယခုနှစ်တနင်္ဂနွေသားသမီးများမိသားစုရေးကဏ္ဍပိုင်းမှာနည်းနည်းငယ်နိုင်သောနှစ်ဖြစ်ပါတယ်။သို့ပေမဲ့မိမိကရဲဝေးမှာရှိနေတဲ့သူဆိုရင်တော့စိတ်ပူစရာမရှိပါ။ငွေကြေးကံယခုနှစ်တနင်္ဂနွေသားသမီးများအနေဖြင့်ငွေကြေးကိစ္စတွေမှာချစ်ခင်လို့အရင်းနှီးထုတ်ပေးတာ၊မုံပိုးပေးတာ၊ထောက်ပံ့ကြေးစုကြေးရေဘောနဲ့ကြေးလက်ဆောင်ငွေပန်းစီစသည့်ငွေကြေးများရမည်။အရှိအယက်မှငွေဝင်ကန်ရှိသည့်အခြေငါးနဲ့အမခံပေးခြင်းများကိုတော့ တတ်နိုင်သမျှရှောင်ရမည်။နှစ်ကနန်းရှစ်ကနန်းငွေကြေးထွက်မည်။တောက်ကြနံအင်္ဂါနံများကိုအကြောင်းပြု၍ငွေရတတ်သည့်မိသားစုနှင့် လူမှုရေးကိစ္စများ၊နေရာထိုင်ခင်းကိစ္စများတွင်ငွေကြေးထွက်နိုင်သည့်ငွေကံများကောင်းဖို့နဲ့အလုတ်ကင်များအစဉ်ပြေစေဖို့ဆိုရင်အုံဆုံးလူချင်းဩဇာတိလူချင်းဩဇာညွှန်ဆောင်ထားခြင်းများယခုနှစ်မှာပြုလုပ်နိုင်ပါသည် ကျမ်းမာရေးယခုနှစ်တနင်္ဂနွေသားသမီးများအနေဖြင့်ကျမ်းမာရေးကဏ္ဍမှာလဲဆောင်ရင်ဆောင်ရင်တွေပြောရရင်ဖြင့်ပထမအချက်အနေဖြင့်အပူဆက်တွေဖန်တဲ့အစားအစာတွေကို ရောစားပေးပါ ကျမ်းမာရေးညံ့နေသောကာလမျိုးမှာဖြစ်စီဈေးကန်းပြသည့်အခါမျိုးမှာဖြစ်စီအနေရောင်ဝစ်စင်မှုများရှောင်သင့်ပါသည်အနောက်တောင်အရက်များတွင်ဈေးကုသခြင်းစနေနေ့များတွင်ဈေးပြခြင်းတတိပြုရမည် အနောက်တောင်အရက်နေရာများမှာညာအိမ်ညက်နေခီးသွားခြင်းရှောင်ရမီနေအိမ်မှာတနင်္ဂနွေသားသမီးများကျန်းမာရေးညက်နေခြင်းစနေသားသမီးစနေနယ်ပစ္စည်းများအဝင်လက်မခံတင်ပေယခုနှစ်ကာလမှာတနင်္ဂနွေသားသမီးများအနေဖြင့်အစာမားဆေးမားဖြစ်ခြင်းမျက်စိအာရုံကြောပိုင်းအားနေခြင်းနှလုံးအားနေသွေးကြောခြင်းချင်းအယိုးအဆစ်နာခြင်းချင်းစသည်များဖြစ်လွယ်နိုင်ပါသည် ရေများများတောက်ပေးပါ ကျမ်းမာရေးရာအနေဖြင့်ကန့်ကော်ညွန်၁၅ညွန်တနင်္လာကျိုးထောင်တွင်လှူ၍ဆူတောင်းပါအချစ်ရေးယခုနှစ်တနင်္ဂနွေသားသမီးများရဲ့မေတ္တာရေးကံတွေမှာတော့ထူးထူးခြားခြားစံအားကောင်းနိုင်သည့်နှစ်ဖြစ်ပါသည်စံအားကောင်းလာရင်တွေ့သူမြင်သူကအစချစ်ကြခင်ကြတယ်ချစ်လို့ခင်လို့ကူညီပေးတတ်ကြတယ်လေးစားမှုနဲ့ချစ်ခင်မှုတွေချစ်ရတဲ့သူတွေစီကနေပြန်လည်ရရှိတတ်ကြပါတယ်ဒါကြောင့်ဒီနှစ်ကတနင်္ဂနွေသားသမီးများအနေဖြင့် လူချစ်အောင်နေထိုင်တတ်သူများဖို့ကံခွင့်အလန်းမှာတပန်းတာနိုင်ပါသည်ချစ်သူရေစားမရှိသူများဖို့မိမိထက်သာလွန်သောသူများနဲ့ဆုံရတတ်သည်အစဉ်တန်းအခြေအနေကွာဟောင်းမှုရှိနေလို့အားငယ်နေရတဲ့တနင်္ဂနွေသားသမီးများအတွက်ဒီနှစ်ကအခွင့်ရေးပေးတဲ့နှမျိုးဖြစ်တာကြောင့်စ조사တင်ပါသည်မိမိထက်ကြီးကဲသူအတတ်အားဖြင့်ပညာအားဖြင့်ငွေကြေးအားဖြင့်တစ်ခုခုကြီးကဲသူမျိုးနဲ့ဆုံပြီး ထမြက်ပြီးတတိလွယ်သူ စကားပြောကောင်းသူသူတပါအပေါ်ကူညီတတ်သူစသည့်အချင်းစရိုက်ရှိသူနှင့်ချစ်သူရေးစားဖြစ်တတ်ပါသည်ယခုနှစ်တနင်္ဂနွေသားသမီးများချစ်သူရေးစားထားမယ်ဆိုရင်မိမိနဲ့အဆင်ပြေတဲ့နေနံမပြေတဲ့နေနံကလည်းအဓိကတိဖို့ရာလိုအပ်သေးတာကြောင့်ပြောပြပါဦးမည်ချစ်သူရေးစားထားဖို့ပဲဖြစ်ဖြစ်လက်ရှိချစ်သူရေးစားရှိနေရင်ဖြစ်ဖြစ်ယခုနှစ်တနင်္ဂနွေသားသမီးများနဲ့အဆင်မပြေဖြစ်တတ်တဲ့နေနံတွေကတော့ ဗုဒ္ဓဟူးနံယာဟူးနံတင်းငွေနဲ့များဖြစ်ပါသည်အစင်ပြေမှုရောမပြေမှုရောနှမျိုးစလုံးအကျိုးပြုစေနိုင်တဲ့နံကတော့အင်္ဂါနံဂျာတာဝရီနံတင်းလာနံများဖြစ်ပါတယ်။ကျန်နေနံတွေကတော့မေတ္တာရဲ့အစင်ပြေမှုကိုအထောက်အကူပြုပါတယ်။ယခုနှစ်မှာအရှိမြောက်အရက်နှစ်မြောက်အရက်တွေမှာဖူးစာဖက်နဲ့စုံရတတ်ပါသည်။ ချစ်သူရှိတဲ့သူတွေအနေနဲ့ယခုနှစ်မှာဆန်းရှိနေတဲ့အတွက်မြစ်တာရေးကိစ္စတွေမှာတည်တံ့အောင်နေထိုင်ဖို့လိုအပ်ပါတယ်ဆန်းကိုအကျိုးရှိတဲ့နေရာတွေမှာအသုံးချဖို့လိုအပ်ပါတယ်ချစ်သူရည်စားနှစ်ဦးကြားသတိပြုဖို့အနေနဲ့စိတ်ရှည်ခြင်းကအဓိကဖြစ်တဲ့နှစ်ဖြစ်ပါသည်အိမ်ောင်ရေးယခုနှစ်တင်းငွေသားသမီးများရဲ့အိမ်ောင်ရေးကံခြေနေမှာစင်ကျင်စရာလေးတွေနဲ့သတိပြုစရာလေးတွေလည်းပါသလိုအိမ်ောင်ရေးကံကောင်းခြင်းတွေလည်းရောထွေးပါဝင်ပါသည် လူငယ်လူလူများအနေဖြင့်မိမိထက်သာလွန်သောသူနှင့်အိမ်တော်ပြုရတတ်ပါれ။အိမ်တော်ဘက်ရဲ့လေးစားမှုချစ်ခင်မှုများပို၍ရတတ်ပါသည်။ဒီနေရာမှာအိမ်တော်ဘက်နေနယ်တွေကလည်းအိမ်တော်ရေးကံကောင်းခြင်းဆိုခြင်း၊ကြွားချားစေနိုင်ပါသေးသည်။မူလစာတာတင်းမြတ်သူတွေအဖို့အိမ်တော်ရေးကံမှာတိတ်ပူစရာမလိုလှပါ။မူလစာတာကတော့လင်မယားနှစ်ဦးရဲ့ခုနှစ်တွေနဲ့ဆေးရတာမျိုးပါ။ ယခုနှစ်တနင်္ဂနွေသားသမီးများရဲ့အိမ်တော်ရေးအဆင်မပြေဖြစ်လွယ်တဲ့နေနံတွေကတော့တနင်္ဂနွေနဲ့ဗုဒ္ဓဟူးနံ့များအ धिक ဖြစ်ပါတယ်။ယခုနှစ်တနင်္ဂနွေသားသမီးအများစုဟာနေအိမ်မှာနေရတာမပျော်တာမျိုးတွေနေအိမ်ရှိနေထိုင်သူများနဲ့အခမ်းမတင့်တာတွေဖြစ်တတ်ပြီးအိမ်တွင်းရေးအိမ်တော်ရေးကံတစ်ခါတရံအဆင်မပြေမှုကြောင့်ပိုဆိတ်ရှုပ်ရတတ်ပါတယ်။၎င်းနေနံနှစ်ခုနေအိမ်မှာရှိနေမယ်ဆိုရင်ပို၍တေချာဖြစ်စေပါလိမ့်မည်။ နေအိမ်ကိုတခြားတစုံတယောက်ကဖြစ်ဖြစ် လောင်စာလက်နဲ့အမျိုးမျိုးတေရေတေရဲ့နာယီဖနက်လက်ဆောင်ပေးတာကြံနေတာမိနေခဲ့တာမျိုးအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိလာတာမျိုးလုံးဝမသိမ့်ပါအိမ်ထောင်ရေးကိုပါထိခိုက်နိုင်တာကြောင့်ပြန်ပေးတာတွေစွန့်ပစ်တာမျိုးတွေပြုလုပ်သင့်ပါသည်အိမ်ထောင်ဘက်နဲ့အဝေးမှာနေထိုင်နေရတဲ့တနင်္ဂနွေသားသမီးများအနေနဲ့ကတော့ယခုနှစ်အိမ်ထောင်ရေးပြဿနာများဖြစ်ပေါ်ရာနေပါနိုင်ပါသည် ပညာရေးယခုနှစ်တနင်္ဂနွေသားသမီးများရဲ့ပညာရေးကဏ္ဍမှာတော့အလဲအလက်မှာတည်နေပြီးဝိရိယအားကောင်းဖို့နဲ့အာယုံစူးစိုက်နိုင်ဖို့လိုပါတယ်။ပညာရေးနဲ့ပတ်သက်ရင်ကိုသွားမဲ့လမ်းကြောင်းကိုတေချာတဲမှတ်ဤတည်ထားဖို့လိုအပ်သည်။ဟိုလဲမပြီးဒီလဲမဆုံးနဲ့ဟိုမရောက်ဒီမရောက်အခြေအနေမျိုးတွေမဖြစ်အောင်ဂရုစိုက်ရမည်။နမေအဆုံးသက်တွေမှာဗုဒ္ဓဟူးရာဟူနံပါနေရင်ပညာရေးဖြစ်အားပိုများနိုင်ပါသည်။ ပညာရေးကိစ္စ၊အင်တာဗျူးကိစ္စနဲ့သင်တန်းကိစ္စမျိုးတွေမှာငန်းစိမ့်မြင်ငါကင်ပြစ်ဆိုသလိုမျိုးမဖြစ်ရအောင်ဂရုစိုက်ပါ။အစကဒီသင်တန်းကိုတေချာတက်ချင်တင်ချင်လို့တင်ပြီးမှမပြီးခင်စိတ်ကမပါတော့တာမျိုးတခြားသင်တန်းတစ်ခုပေါ်စိတ်ရောက်သွားတာမျိုးကို ဆိုတာပါ။နားလေသဘောပေါက်အောင်ပြောတာဖြစ်ပါတယ်။ရှေ့ဆရာကြီးတွေကတော့ဒီလိုကိန်းတွေကြုံပြီးဆိုပညာရေးကံတွေမှာအားနည်းချက်ပေါ်ခြင်းမှန်းထားတဲ့လိုင်းများနဲ့လွဲချော်ခြင်းရှိနိုင်သည်ဟုဆိုကြပါတယ်။ ပညာရေးကဏ္ဍတွေမှာလေ့လာထားတဲ့ပညာရဲ့များကိုပြစ်မှတ်ထားပဲအမြဲလေ့လာဆွေးနွေးပေးမယ်ပြန်ပြန်နှွေးပေးနေမယ်ဆိုရင်ပညာရေးကဏ္ဍတွေမှာအစဉ်ပြေအောင်မြင်နိုင်သည်ဟုဆိုပါသည်အများကြီးတက်မြောက်ဖို့ထက်တက်မြောက်ပြီးသားများပုံမိုကျန်းကျင်ဖို့ကအဓိကဖြစ်တဲ့နှစ်ဖြစ်ပါသည်ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရန်များအယောင်ဆောင်ရံအယောင်မှာနန္တာယောင်တနက်ခါယောင်အနီယောင်တို့ဖြစ်ပါတယ်။ရှောင်ရံအယောင်မှာလိန်မော်ယောင်မီးခိုးယောင်အစိမ်းယောင်တို့ဖြစ်ပါတယ်။ အရသာ ဆောင်ရံအရသာမှာအချိုအချင်တို့ဖြစ်ပါတယ်။ရှောင်ရံအရသာမှာ အပူအဆက်အခါငန်တို့ဖြစ်ပါတယ်။အရက်မျက်နာ ကောင်းသောအရက်မှာအရှိတောင်အရက်အရှိအရက်မြောက်အရက်တို့ဖြစ်ပါတယ်။သတိပြုရံအရက်မှာအနောက်မြောက်အရက်တောင်အရက်တို့ဖြစ်ပါတယ်။နေများကောင်းသောနေများမှာအင်္ဂါနေတောက်ကြနေတို့ဖြစ်ပါတယ်။သတိပြုရံနေများမှာဗုဒ္ဓဟူးနေတနင်္ဂနွေနေတို့ဖြစ်ပါတယ်။ကနန်းများ အကျိုးပေးသောကဏန်းများမှာ3695တို့ဖြစ်ပါတယ်။အကျိုးမပေးသောကဏန်းများမှာ48တို့ဖြစ်ပါတယ်။ယဒရာတဖျားအကြောင်းကံပြန်လည်ပြုပြင်သောနေရာများတွင်အလှငွေထည့်ခြင်းပရာဟိတလှုပ်အားပေးကူညီခြင်းပြုလုပ်သင့်သည်။နှင့်အဆောင်ယတနာအနေနဲ့မဟူရာပရမညာကြောင့်ဤပလဲစသည်ရဲကအစဉ်ပြေရာကိုအဓိကသုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်း လူချစ်လူခင်ပေါ်များခြင်းလက်လာဘကြွယ်ဝခြင်းများရရှိပါမည် သုံးနေဖျားចောင်းဆောင်မှာဖြစ်စေဇီရီတော်တဆူဆူမှာဖြစ်စေတန်ရှင်ရေးကုသိုလ်များပြုလုပ်ခြင်းအမွှေးနှံတာများမကြာခဏပူဇော်ခြင်းလူကြီးမိဘများအားစေဝါကုသိုလ်ပြုခြင်းများပြုလုပ်နိုင်သလိုဖျားမှာဖြစ်စေမိမိအလုပ်ခန်းမှာဖြစ်စေတပြေပန်းများလှူဒန်းခြင်းဩဇာညွတ်များလှူဒန်းခြင်းမကြာခဏပြုလုပ်ပေးနိုင်ပါသည်တနင်္ဂနွေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။ တနင်းငွေသားသမီးများအတွက်အကျိုးရှိပါကကွန်မန့်မှာတခုခုရေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိဆွေတို့ရဲ့အခက်ခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဘေးရင်မင်းမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါထက်မြတ်အောင်မြမရိုးရဘေးရင်ပညာ Telegram နဲ့ Facebook Messenger တို့မှာဒါရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုးရဗေဒင်ချန်နယ်မှာနာမည်ကြီးဗေဒင်ဆရာများဤနေစဉ်ဟော့စတယ်များအပတ်စဉ်ဟော့စတယ်များလစဉ်ဟော့စတယ်များနှစ်စဉ်ဟော့စတယ်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရယ်များနှင့်ယတာတို့ကိုပါအချိန်နှင့်တပြေးညီတီးကြသေးချာစွာတင်ဆက်ပေးနေလို့မြမရိုးရဗေဒင်ချန်နယ်လေးကို subscribe လေးနှိပ်ပြီးအစ်စ်တင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်